မင်္ဂလာပါရှင်။မိုးလေဝသနဲ့ဇလဗီဒာညွှကြားမှုဦးစီးဌာနကနေမေလ15ရက်ဒီဂရီ9နဲ့9နာရီချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြီးညာပါမယ်ရှင်။ကပလီပင်လယ်ပြင်နယ်ဘင်္ဂလားပင်လယ်အော်အရှိတောင်ပိုင်းတို့တွင်မုတ်တုံလီအားအတင်းတင်းရှိနေပြီးကျန်မင်္ဂလားပင်လယ်အော်တွင်တိမ်နှင်းငယ်မှတိမ်တင်းတင်းပြည့်ထွန်းနေပါမည်။ ဒီကနေ့ညနေထိခမန်းချက်ကတော့မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်နေရာစစ်စစ်ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်နေရာအနှံ့ပြမှုထိခြုံရပြီးရှမ်းကုန်းတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊တနင်္လာရီတိုင်းဒေသကြီးနဲ့မွန်ပြည်နယ်တို့တွင်နေရာကွက်ရီမှုကြီးနိုင်ပါတယ်။ရွာရအောင်ပြည့်ဖြစ်ပါတယ်။ မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေအရရှောင်းတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အေရီတိုင်းဒေသကြီး၊တရနိုင်တိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေရှားရနေရာတစ်လျှောက်တွင်မိုးရွာသွင်းခြင်းနဲ့အတူလေပြင်းတက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးကျိုးပစ်ခြင်း၊လျှက်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်မှရဲ့အကြံပြုရပါတယ်။ မြမပင်လေးပြင်းတွင်မြမကံယုံနေတခြားနေကံလွန်ပင်လေးပြင်းတို့မှာတခါတည်းရဲ့မိုးတဲ့လေးပြင်းများကြောက်ရောက်ပြီးလှိုင်းတင်တင်မှလှိုင်းကြည့်နိုင်ပါတယ်။မိုးတဲ့လေးပြင်းကြခြင်းရေပြင်းပြင်းပြင်းလေးဟာတနအိလေးမိုင်30မှ35မိုင်ထိတက်ခတ်နိုင်ပါတယ်။လှိုင်းမြမမြမကံယုံနေတခြားနေကံလွန်ပင်လေးပြင်းတို့တွင်ခုနှစ်ပေမှ9ပေခန့်ရှိနိုင်ပါတယ်။နောက်နေ့အတွက်ခမန်းချက်ကတော့မြဝကျုံမဒေသများတွင်ထစ်ချုံမဲ့အခြေအနေများဆက်လက်ဖြစ်ပေါ်နေပါမယ်။ နေပြည်တော်ရန်ကုန်မြို့နယ်နေတဝိုက်အတွက်ဒီကနေ့ညနေထိခမှန်းချက်ကတော့မိုးတချိန်နှချိန်ထိကျုံရပါမယ်။ရွှမ်းရံလုံးပြည့်ဖြစ်ပါတယ်။မန္တလေးမြို့နယ်နေတဝိုက်အတွက်ဒီကနေ့ညနေထိခမှန်းချက်ကတော့နေရာကွက်ကြားမိုးတချိန်ကျုံရပါမယ်။ရွှမ်းရံလုံးပြည့်ဖြစ်ပါရှင်။